မတ်လ28ရက်နေ့ကလုခဲ့ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်သခိုင်းမြို့မှာကိုပိုင်ကြောင်တစ်ကြောင်ပြိုကျခဲ့ပြီးကလေးငယ်6ဦးအပါအဝင်17ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။သခိုင်းမြို့အချုပ်စုရပ်ကွက်မှာရှိတဲ့ကိုပိုင်ကြောင်တစ်ကြောင်မှာငလင်းတန်ကြောင့်ကြောင်ပြိုကျခဲ့ခြင်းဖြစ်ပြီးမူကြိုတက်နေတဲ့ကလေးငယ်တွေနဲ့အတူကျောင်းတီထောင်သူကျောင်းဆရာမကြီးအပါအဝင်ဆရာမတချို့လည်းတည်ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလွတ်မြောက်ခဲ့တဲ့ကလေးငယ်တချို့ရှိခဲ့ပြီးကျောင်းသားမိဘတအူကကျွန်တော်သားကကံကောင်းတာပထမတစ်ကြိမ်လှုပ်တော့သူ့အမိက ဇပွဲခုံတွေဂျားရဲကနေဆဲထုတ်လို့လွတ်သွားတာလို့ပြောကြခဲ့ပါတယ်။ကျွန်တော်ကလေးနှစ်ယောက်စလုံးကအပေါ်ထပ်မှာဆိုတော့ခံနေပြီးလွတ်သွားတယ်။အောက်ထပ်မှာရှိနေတဲ့မူကြိုကလေးတွေပြီးသွားတာပါ။ကနေ့ညနေပိုင်းမှာရှာဖွေကေစရာတွေလက်လျှော့လိုက်ပြီးလို့သိရပါတယ်လို့ကလေးမိဘတဦးကပြောကြပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းထီထောင်သူကျောင်းဆရာမကြီးရဲ့မိသားစုဝင်တဦးကမြက်ကိုပိုင်ကျောင်းရဲ့ကျောင်းဆရာမကြီးဒေါ်စောကလေးအား ဘဝတဘာကိုကူးပြောင်းသွားပါပြီ။ပြိုနေတဲ့တိုက်မှာပြီးသွားတာပါ။ကြောင်းလာတဲ့ကလေးငယ်6ယောက်အလုလာလျှောက်တဲ့တားဖာနဲ့ဆရာမနှစ်ယောက်လည်းပြီးတဲ့ထဲပါသွားတယ်လို့သိရပါတယ်။ကျန်တဲ့ဝန်ထမ်းတွေအားလုံးပြေးခဲ့ပါတယ်။ဓာတ်ပေါ်ဒီဒီတော့ထုတ်လို့မရသေးပါဘူး။ကလေးငယ်တွေနဲ့တည်ဆုံးသူတွေရဲ့မိသားစုဝင်တွေအားလုံးနဲ့အတူထက်တူထက်မြဝမ်းနဲ့ရပါတယ်။တကယ်လည်းထက်တူထက်မြပါပဲ။ကိုမိသားစုဝင်တယောက်လည်းဆုံးရှုံးလိုက်ရတာကိုအပြည့်စည်တွေဖေဖို့နေနေသောအခုကြံရစ်ခဲ့တဲ့မိသားစုဝင်တွေက အဝိတ္တထေကုတ္တခုနဲ့ဒုက္ခများနေပါတယ်ဒီလိုအဖြစ်မျိုးကတစ်မျိုးလုံးဖြစ်နေတဲ့အနေထားပါတရားနှစ်စင်းစလုံးသုံးလုံးမရတော့ဘယ်ကမှလည်းအကူအညီမရသေးပါဘူးမနေ့တုန်းကမှပျော်စရာမိသားစုလေးဘယ်တော့မှမပြီးပါဘူးလို့လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ပါတယ်